မင်္ဂလာပါကျွန်တော်ချက်တော်ခုနသားကြီးမိတ်ဆွေများအားလုံးကိုစင်တပြားကြည်သားရွှင်လန်းအေးချမ်းသာရကြပါစေလို့ဥစွာနှုတ်ဆက်တာပါတယ်ကျွန်တော်ကတော့ဆရာပြုံးချစ်ပါနေ့စဉ်နေကောင်းရတာအကြောင်းပြောပြပေးနေတာဖြစ်ပါတယ်2025ခုနှစ်မတ်လ25ရက်1386ခုနှစ်တပေါင်းလိုက်ပြီးကျော်7ရက်အင်္ဂါနေ့ဖြစ်ပါတယ်ဒီကနေ့ကနေကောင်းရတာဆရာရပြောရမယ်ဆိုရင်နေကောင်းရတာ မဖြစ်ဘူးလို့ပြောပြပေးခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ပြတ္တရာရဲ့ဖြစ်နေလို့ပါ။မြေကအဖြစ်ဆိုရင်တော့တရားမြေကလက်ရအောင်မြင်စေတတ်တဲ့မြေကဖြစ်ပါတယ်။ဒီကနေ့မှာပနဲ့ရိုက်တာရေရင်းရေကန်တူးတာငွေကြေးကိစ္စတွေဆောင်ရွက်တာအယောင်းဝယ်လုပ်တာလက်ထပ်မင်္ဂလာစာချုပ်တွေချုပ်ဆိုတာစေစားကြားလန်းတာကွန်ဆောင်မိခင်တွေဘိုက်ခွဲမွေးဖွားတာနိုင်ငံခြားကိစ္စတွေဆောင်ရွက်တာ စတဲ့လောကီကိစ္စတွေလက်ကန်ဆောင်မယ်ဆိုရင်ချင့်ကျင်လက်ကန်ဆောင်လို့ရတဲ့နေ့တနေ့လို့ပြောပြပေးကြပါတယ်ကျွန်တော်တို့ပြတ္တရာကနတ်ပြည်ပြတ္တရာဖြစ်တဲ့အတွက်ရှင်ပြုယဟန်ခန္ဓာဘာသာရေးလုပ်ငန်းတွေလှုပ်ဆောင်တာအလှူဒါန်းတွေလှုပ်တာကျောင်းဆောက်တာတိမ်ဆောက်တာ ထီးတင်တာစတဲ့ဘာတိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုတ်ကန်ဆံရွေးလို့မသိဘူးလို့ပြောပြပေးတာဖြစ်ပါတယ်။ကျန်တဲ့လောကီမင်္ဂလာကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့လုတ်ကန်ဆံရွေးလို့ရတဲ့တဲ့နေ့တနေ့ဖြစ်တဲ့အကြောင်းပြောပြပေးတာပါ။ကျွန်တော်တို့တွေအလုတ်ကန်ဆောင်းတဲ့နေရာမှာအရေးပေါ်လောက်ရတာမျိုးအလုတ်တွေကရထားလို့မရလို့အရေးပေါ်လောက်ရတာတချို့ ကိစ္စတွေကအဟန္တာတွေရှိနေတာအနှောက်ယှက်တွေကြုံရတာအတိုက်ခံတွေကြုံရတာအဲ့ဒီလိုမျိုးတွေကအများတန်းတွန်တွဲပါနေတဲ့အတွက်အဲ့လိုအတိုက်ခံကြုံရတာအခက်အခဲတွေရှိတာအဲ့ဒါမျိုးတွေအောင်မြင်ကျော်လွားဖို့ဆိုရင်အဘမင်းတွေကလက်ညှိုးပေးတဲ့အစ္ဆာတရားရေရရာကိုပြောပြပေးခြင်းပါတယ်ဒီကနေ့အတွက်နှင်းစီရွက်လှအုံးသုံးညွန့်စီကိုစက်ကူနဲ့ပတ်ပြီးအချီကျုံနဲ့ကြည်ပါကြည်ပြီးတဲ့အခါ အနောက်တောင်ရောက်ကိုမျက်နှာမှုအရှိတောင်ရောက်ကိုမျက်နှာမှုပါအရှိတောင်ရောက်ကိုမျက်နှာမှုပြီးရင်ထဲရောက်တေးတေးကြာဆူတောင်းပြီးတဲ့အခါအိမ်ဖျားမှာပဲဖြစ်ဖြစ်နီးစပ်ရဖျားဇေဒီမှာပဲဖြစ်ဖြစ်လှူဒန်းပြီးတော့လောက်ကန်ဆောင်ရမယ်ဆိုရင် ကိုလုတ်တဲ့လုပ်ငန်းကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ကျွန်တော်တို့တွေအညွန့်အခက်တွေရှာရတာခက်ခဲလို့ဖြစ်စေအလုတ်ကန်ကအရေးကြီးလို့ဖြစ်စေဒါမှမဟုတ် ဘာသာကြားဖြစ်နေလို့ဖြစ်စေအဲ့ဒီလို့ဆိုရင်တော့အင်ကြီးပဲဖြစ်ဖြစ်ပဝါပဲဖြစ်ဖြစ်အုတ်ထုပ်ပဲဖြစ်ဖြစ်လက်ကမင်္ဂလိတွေအတွက်လက်ကအိပဲဖြစ်ဖြစ်အနီရောင်ကြက်သွေးရောင်လေမောရောင်ရရလွေရအရောင်ကန်ဆောင်ပြီးတဲ့အခါအရှိတောင်ရောက်ကိုမျက်နှာမူပါရင်ထဲရောင်တည်တည်ကြာဆွတောင်းပြီးတော့လုတ်ကန်ဆောင်ရမယ်ဆိုရင်ကိုလုတ်တဲ့လုပ်ငန်းကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ် တပေါင်းလမှာအင်ဆောက်မယ်ဆိုရင်အင်ဆောက်တဲ့အင်ရှင်တွေကစီးပွားဥစ္စာတွေတိုးတက်လာတာငွေကြေးရဏာတွေပြည်စုံတာအဖိုးတန်ရဏာတွေစုဆောင်းမိတာမျိုးဖြစ်တတ်ပါတယ်။တပေါင်းလမှာလက်ထပ်မယ်ဆိုရင်တော့လက်ထပ်တဲ့ဇနီးမောင်နှံတွေကအိမ်တော်ရဲ့ဆင်မပြေတာတယောက်နဲ့တယောက်ခွဲခွာနေရတာတာကွဲကွာတရတာမျိုးဖြစ်တတ်တယ်လို့သာသမီတွေနဲ့လဲခွဲခွာနေရတာသာသမီအဖတ်မတင်တာ ဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒီကနေ့မှာလက်ထပ်မယ်ဆိုရင်တော့လက်ထပ်တဲ့ဇနီးမောင်နှံတွေကသာသမီကောင်းရတာ သာသမီအချွေရန်ပြည်စုံတာမျိုးတွေဖြစ်တတ်ပါတယ်ဒီကနေ့အတွက်ရေရာလက်ဆောင်ပေးရမယ်ဆိုရင်ငွေကြေးရတနာတွေပြည်စုံဖို့ငွေကြေးကိစ္စတွေလက်ကန်ဆောင်တာအောင်မြင်ဖို့ စီဝါလာလာပါပွင့်ဖို့အဲ့ဒီအတွက်ဆိုရင်လိမ္မော်သည်တလုံးကိုကန်ဆောင်ပါတောင်ရောက်ကိုမျက်နှာမူပါရင်နဲ့ရောင်တေးသေးကြာဆူတောင်းပြီးတဲ့အခါဖះကိုလှူသွားပါပြီးရင်စွန့်ပြီးစားသွားပါဒါဆိုရင်တနေ့တာငွေကြေးကိစ္စတွေအယောင်းဝကိစ္စတွေစီးပွားလုပ်ငန်းတွေအားလုံးအေးချမ်းချမ်းအောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်။ အိမ်နောင်ရေးအတွက်အိမ်နောင်ရေးတွေတာယာဖို့အခြေရေးတွေတာယာဖို့လူငယ်တွေမျက်နှာပွင့်လန်းဖို့ဆိုရင်တော့အုံးဒီပါတယ်မဟုတ်ဒါမှမဟုတ်အုံးစံမြတ်စွာဘုရားကိုလှူပါအရှိမရရောက်ကိုမျက်နှာမူပါရင်ထဲအောင်တည်တည်ကြာဆူတောင်းပြီးတော့စားသွားမယ်ဆိုရင်ဒီနေ့ဒါကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်း ပြောပြပေးလိုက်ပါတယ်ကျွန်တော်တို့လူလောကတဘာဝရာ အိမ်ောင်ရလည်းအဆင်ပြေခြင်းနဲ့အခြေလည်းအဆင်ပြေခြင်းနဲ့ငွေကြေးတွေလည်းဝင်ခြင်းနဲ့ကျန်တဲ့လုပ်ငန်းကိစ္စတွေလည်းအေးအေးချမ်းချမ်းနဲ့အောင်မြင်ခြင်းနဲ့ပြီးမြောက်ခြင်းတယ်အဲ့ဒီလိုမျိုးတွေအများအားရှိနေတဲ့အတွက်အဲ့ဒီလိုမျိုးတွေအောင်မြင်ဖို့ဆိုရင်တော့ဒီဘက်ကများတစ်ချက်ထဲမှာအုံသေးပါတဲ့မုံထဲပါ လိမ္မော်သည့်ထဲပါနှင်းစီပန်သုံးမွန့်ထဲပါလိမ္မော်သည့်ပေါ်မှာအစိမ်းရောင်ဖြောင်းနိုင်မိထုံမီမြတ်စွာဘုရားကိုလှူပါ အရဟံကုံတော်ရွတ်ဆိုပါရင်းနဲ့ရောင်တည်တည်ကြဆုတောင်းပါဆုတောင်းပြီးတော့စွန့်သားတာစားသွားတာဆောင်းသွားတာလုပ်ပါဒါဆိုရင်တနေ့ကလုပ်ငန်းကိစ္စတွေအားလုံးအေးချမ်းချမ်းနဲ့အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပါတယ်ဒီကနေ့တည်းအကံကောင်းစွန့်မိုးတဲ့ကဏ္ဍကတော့3 5 6နှစ်ဆိုတဲ့ကဏ္ဍဖြစ်ပါတယ်ဒီကဏ္ဍတွေကကျွန်တော်နှလုံးသုံးလုံးတက်ပြတာမဟုတ်ပါဘူးဒီကနေ့မှငွေကြေးကိစ္စတွေဆောင်ရွက်တဲ့အခါစီးပွားရေးလုပ်ငန်းတွေလှုပ်ဆောင်တဲ့အခါဒီကဏ္ဍတွေနဲ့တိုက်ဆိုင်ညှိနှိုင်းပြီးလုပ်ကံဆောင်ရွက်မယ်ဆိုရင် ကိုယ့်အတွက်အကျိုးအမြတ်ရှိတာအောင်မြင်မှုရတာမျိုးတွေဖြစ်တတ်တယ်လို့ပြောပြပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ချက်တော့ခုနှစ်သားသမီးမိတ်ဆွေများအားလုံးကိုယ်စိတ်နှပြကြည်သာရှင်လန်းအေးချမ်းသာယာကြပါစေ